Hello အားလုံးမင်္ဂလာပါ Unit Show ကနေကြိုဆိုပါရစေ။ဆိုတော့အသင်းကအမန်ကန်စိတ်ဝင်စားခဲ့တဲ့ Liam Delap က Manchester United ကိုမရွေးဘဲနဲ့ကျွန်တော်က Chelsea ကိုကျွန်တော်ရွေးသွားတယ်။ဆိုတော့အဲ့ဒီနေရာမှာကျွန်တော်တို့ဒီ Champions League ဝင်ခွင့်မရလို့ဆိုတာတစ်ပူပြီးတော့ကြီးရဲပေါ့နော်။သူမရွေးချယ်ခဲ့ရတဲ့အကြောင်းရင်းတွေကျွန်တော်ရှိနေတယ်။ဒါတွေနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်။ဒါတွေကဟို Delap ကိုခေါ်ခဲ့မှမဟုတ်ဘူးပေါ့နော်။ကျွန်တော်ရှေ့ဒီနေရာဒီပြောင်းရွှေ့မှာ ကစားမတွေထက်ခေါ်မှုကျူးပန်းတဲ့နေရာတွေမှာအသင်းတွက်အဓိကပြဿနာအကြီးအမားဆုံးဖြစ်လာနိုင်တယ်။ကျွန်တော်သူလက်ရှိဒီအက်သလက်တရဲ့ lorry win ထွဲတို့ဘာလို့ဒီကျွန်တော်တို့ဒီ talk of the devil ဆိုတဲ့သူ podcast ဒီဘာတွေပြောတယ်ပေါ့နော်။အဲ့ဒီမှာကျွန်တော်တို့အနေနဲ့ဒီ lorry ပြောခဲ့တဲ့စကားပေါ့ Liam Delap က Manchester United ကိုမယွေးချေခဲ့ရခြင်းကအသင်းရဲ့အသင်းပေါ်မှာသူတန်တရားတွေရှိခဲ့လို့ပေါ့နော်။ ဟိုထပါတော့လက်ရှိအသင်းရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့သူတော်တော်လေးတန်တရားရှိတယ်။အသင်းရဲ့အနာဂတ်ဘယ်လိုတွေဖြစ်လာနိုင်တယ်လဲ။သူတော်တော်လေးတန်တရားရှိတယ်ပေါ့။တကယ်ပို့ပြီးတော့ကောင်းလာနိုင်သလားပေါ့။အဲတော့ဒါအပြင် Manchester United ရဲ့အမှတ်ပေးစရာရည်တည်မှုတွေကလည်းသူ့အတွက်တော်တော်ကိုတန်တရားရှိစရာကောင်းနေတယ်လို့လက်ရှိသူ့ကိုခေါ်ဖို့လုပ်နေတဲ့နီးပြအသည့်ဖြစ်တဲ့ Ruben Amorim ရဲ့အနာဂတ်ကလည်း United မှာနောက်ရသည့်ဘယ်ချိန်ထိဆက်နေမှသူမသေးချာဘူးပေါ့နော်။အဲ့လိုမျိုးတွေအချက်လက်တွေအများကြီးသူထည့်စင်စားပြီးတော့ ကစားမကချက်စီကိုပြောင်းဖို့ပဲအလေးပေးခဲ့တာဒီနေရာမှာ Champions League ဝင်ခွင့်မရခဲ့တဲ့အချက်ကလည်းကစားမရဲ့ဆုံးပြတ်ချက်ကိုအများကြီးလွှမ်းမိုးမှုရှိခဲ့တယ်ဆိုပြီးတော့သူပြောသွားတယ်ဆိုတော့ Champions League ဝင်ခွင့်မရတာကတော့ကျွန်တော်နားလေလို့ရတယ်ဗျထားပါတော့နော်ဟိုဒါဟာကစားမတွေရဲ့ဘက်ကကြည့်ရင်သူတို့လည်းပဲ Champions League ဝင်ခွင့်ရတဲ့အသင်းတွေကိုပဲသူတို့လည်းဘယ်လိုပြောမလဲဆိုတော့ပြောင်းကျင်မှာပဲ Champions League တွေကစားကျင်ကြတာပဲဒါတွေကကျွန်တော်သတိထားမိပြီးသားပြဿနာမရှိဘူး ိုင်မဲ့လို့ပေါ့နော်အသင်းပေါ်မှာကစားမားတွေဟာတန်တရားရှိနေတာရူဘင်အမ်မိုရင်ပေါ်မှာတန်တရားရူဘင်အမ်မိုရင်ရဲ့အနာဂတ်ကိုတန်တရားရှိနေတာလက်ရှိအသင်းရဲ့အခြေအနေတွေပေါ်အရာအလုံးပေါ်တန်တရားရှိနေတယ်ဆိုတာတွေကကျွန်တော်တို့တော်တော်လေးစိတ်ပူကိုကောင်းတယ်ဒါကြောင့်လည်းပဲကျွန်တော်တို့အနေနဲ့ quality မြင့်တဲ့ player တွေကိုအမှန်ကန်ခေါ်ယူနိုင်ဖို့အတွက်ကျူပန်းမှုကလာမယ့်ຫນွေမှာတော်တော်လေးပြဿနာကြီးနိုင်နေဆိုတာဒါကိုပြောတာလက်ရှိကျွန်တော်ကစားမားတွေကိုခေါ်တဲ့နေရာမှာအသင်းရဲ့ project တွေမကဘူး နီးပြတွေရဲ့အခန်းကဏ္ဍကလည်းအများကြီးရေးပါတယ်ဒီနီးပြရဲ့လက်အောက်မှာကစားမတယောက်ကိုခေါ်ထားတယ်ဆိုရင်အချိန်ဒီမကောင်းလို့ဒီကစားမဒီနီးပြကပြောင်းရပြောင်းရတော့မယ်ဆိုလို့ရှိရင်နောက်ထပ်နီးပြတစ်ကလက်ရှိကစားမကိုသဘောမကျဘူးဆိုလို့ရှိရင်တိုင်ပတ်မှာပဲကစားမအနေနဲ့တိုင်ပတ်မှာပဲဆိုတော့အခုလက်ရှိကျွန်တော်တို့ထွေးကြည့်ရင်ဟိုဘယ်လိုပြောမလဲဥကာဒေးပေါ့ဗျာကျွန်တော်တွေးကြည့်အောင်ဥကာဒေးပေါ့ဥကာဒေးကလုံးဝ destroyer တိုင်မျိုးလုံးဝတကယ်ကောင်းတဲ့ ammo ring ballistic eric တန်ခါလက်အောက်မှာအမှန်ကန်လိုတဲ့ကစားမမျိုး ဒါပေမဲ့လို့ MOD နဲ့ Sporting Lisbon မှာအဆင်ပြေတာတော့မှလက်ရှိ Premier League မှာအခြေအနေမကောင်းတော့ဘူးဆိုတော့ Ugarte အတွက်ကျွန်တော်စဉ်းစားစရာတွေဖြစ်လာပြီဒီလိုမျိုးပဲဒီလိုမျိုးပဲကျွန်တော်လက်ရှိဒါကြောင့်ပြောတာပေါ့နော်ကစားမားတွေက Okay မင်းတို့အတင်ကအနာဂတ်ဒီကအနာဂတ် project ဒီကဘယ်လောက်ထိခိုင်မာမှုရှိတယ်လဲတေချာတာတခုကတော့လွန်ခဲ့တဲ့9နှစ်6နှစ်ပြန်တွေးကြည့်ရင် Manchester United မှာတည်ငြိမ်ခဲ့တဲ့အရာဆိုတာဘာမှရှိမနေဘူးအဆင့်တွေကလည်းဖြည်းဖြည်းချင်းနဲ့တရာစီတရာစီကျွန်တော်ကြာလာတယ် နော်ဒါပြင်အတင်းရဲ့ project တွေမှာဆိုလို့ရှိရင်လည်းအပြောင်းလဲတွေတအားများပြီးတော့ပိုင်းရှင်အပြောင်းလဲတွေ CU အပြောင်းလဲတွေအားကစားဒါနေတာအပြောင်းလဲတွေအတင်းမှာလုံးဝထိတ်တန်းကြတဲ့နေရာတွေအကုန်အပြောင်းလဲတွေဖြစ်ထားတယ်ဒါပြင်အရေးကြီးတဲ့ကျွန်တော်နီးပြအပြောင်းလဲတွေပါခဏတိုင်းဖြစ်ထားတော့ MODIN လိုချင်လို့ LMD lab ကိုခေါ်လိုက်ပြီမဲ့အကယ်လို့ဒီ lab က MODIN ထုတ်ပယ်ခံရပြီးနောက်ထပ်နီးပြတယောက်ရောက်လာပြီဆိုရင်သူ့အတွက်အဆင်ပြေမပြေသူတွေးတော့မှာပဲ ဒါကြောင့်မလို့ဒီလက်အနေနဲ့ဒီအခြေအနေတွေကိုတွေးပြီးတော့ Manchester United ကိုသူမပြောင်းခဲ့တာဆိုတော့ဒါရီဟာနောက်ထပ်ကစားသမားတွေကိုကျွန်တော်ခေါ်ဝေးကျူးပဲ့တဲ့နေရာမှာကျွန်တော်တွေတွေးစရာတွေဖြစ်လာပြီထားပါတော့ကျွန်တော်တွေနဲ့ wing back ကစားသမားတယောက်ကိုကျွန်တော်ခေါ်မေးထားပါတော့ wing back ကစားသမားလက်ရှိကျွန်တော် Patrick Dugu ကိုကျွန်တော်ကြည့်ကြည့်အောင် Patrick Dugu ကတော့အသင်းကိုရောက်ပြီးသားကစားသမားဒါပေမဲ့ Patrick Dugu ဒီ wing back ကစားသမား3 center back မှာ center back မှာလည်းမကစားနိုင်ဘူးเนาะသူ့အနေနဲ့ ကျွန်တော်အစွန်ကစားမှဖြစ်လေသူဖြတ်တန်းခဲ့ဘူးတယ်ဆိုမြဲလို့ပေါ့နော်ဖူဘက်စစ်စစ်ဖြစ်သူလုံးဝကစားနေတဲ့အချိန်ကြီးရှိမနေဘူးအကယ်လို့ကျွန်တော်မန်ချက်စတာယူနိုက်တက်ကအချိန်ကြီးမကောင်းလို့အမ်မိုရင်ကိုထုတ်ပြီးဆိုပါတော့နောက်ထပ်ရောက်လာတဲ့နီးပြသည်တေဂျာပေါက်က3ဘက်နဲ့ကစားတဲ့နီးပြဖြစ်ဖို့အတွက်ကတော်တော်အချိန်ကြီးနေသွားပြီတော်တော်အချိန်ကြီးနေသွားပြီအဲ့တော့ဘာဖြစ်မလဲကျွန်တော်နော်ဟိုဖိုးဘက်နဲ့ကစားတဲ့ကစားနီးပြပဲဖြစ်တော့မှာပဲ၄၃၃ကစားမလား၄၂၃၁ကစားမလားဘယ်လိုကစားရမလဲ။အိုကေဒါဆိုလို့ရှိရင်တို့ဒီ Patrick Dubu ရဲ့အနာကကသွားပြီ เนาะကျွန်တော်တို့ full back စစ်စစ်အဖြစ်နေလည်းသူမကစားနိုင်ဘူးเนาะပြီးလို့ရှိရင် winger တွေဖြစ်နေလည်းသူကကစားနိုင်မှုမရှိဘူးကျွန်တော်တို့မှာတောင်ပံကစားမတွေရှိနေတယ်သူကြော်ပြီးတော့နေရာရမှာမဟုတ်ဘူးကျွန်တော် Patrick Dugu ရဲ့အနာဂတ်ကပြီးသွားပြီ MOD ပြီးရတယ်ဒါဒါလက်ရှိအချမ်းပြင်းကျွန်တော်တို့တွေးကြည့်တာနောက်ထပ်ကစားမတွေလည်းဒီတိုင်းပဲကျွန်တော်တို့ narrow number တန်းတွေကိုကျွန်တော်တို့ခေါ်တယ်အဲ့ဒီကစားသမားဟာဟိုတောင်ပံကစားမတယောက်ဖြစ်ဖြစ်မကစားနိုင်ဘူးဆိုရင်တိုင်ပတ်မှာအခုလက်ရှိကျွန်တော်နေနေပါတော့ခေါ်ဝီကျူးမန်နေတဲ့ Brian Anbwemu တို့ဟလာလက်ရှိဟိုခေါ်ပြီးသွားပြီဖြစ်တဲ့ နော်ကုညာတို့ဆိုတာမျိုးကပြည်နာမရှိဘူးကျွန်တော်တို့က left wing ကားတို့ right wing ကားတို့ဖြစ်ကစားနိုင်လို့ကစားဖို့ရတဲ့ကစားမားတွေနော်ဒါပေမဲ့လို့ဟိုအဲ့လိုမျိုးမကစားနိုင်တဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်တိုင်ပတ်တော့မှာဗျာတိုင်ပတ်တော့မှာကျွန်တော်ကွင်းလယ်မှာဆိုလို့ရှိရင်လည်းဒီတိုင်းပဲနော်ကျွန်တော်တို့နေတဲ့ဒီဟို disruptor စစ်စစ်တွေတို့နော်ပြီးလို့ရှိရင်ဘောလုံးနဲ့တူဆွဲပြနေတဲ့ progressive carrier တွေတို့ဘလိုမျိုးကစားမားတွေကိုခေါ်มาလဲ center back တွေကလည်း3 back နဲ့ကစားတော့ကအများကြီးခွာခေါ်ထားတာ အကယ်လို့ full back ပြောင်းကစားတော့မယ်ဆိုလို့ရှင် center back ဒီ2ယောက်လောက်ပဲကျွန်တော်လို့တော့မှာအရန်ကုန်မှာ4ယောက်လောက်ကျွန်တော်ရှိတော့တဲ့အချိန်ဒီမျိုးတွေနော်3ယောက်လောက်ရှိတော့မယ်အချိန်ဒီမျိုးတွေကျွန်တော်ကြုံရတော့မှာဒါမျိုးတွေပေါ့ဒါကြောင့်ကျွန်တော်ဘယ်လိုပြောမလဲဟိုအသင်းရဲ့ပေါ့နော်အနာဂတ်မတည်မငြိမ်ဖြစ်တာတွေနီးပြရဲ့အချိန်ဒီမတည်မငြိမ်ဖြစ်တာတွေဘာတွေကကျွန်တော်လာမယ့်ဒီလက်ရှိနွေရာသီပြောင်းရွှေ့ကစားမားတွေကိုခေါ်ဖို့အတွက် immediate ခရင်တဲ့အချက်တွေဆိုတော့ကွန်ညာကိုခေါ်ယူနိုင်ခဲ့တာကလည်းကစားမားကိုကလုံးဝပြောင်းကျင်လွန်းနေလို့အပြောင်းအရွှေ့ကကျွန်တော်တော်တော်လေးအဆင်ပြေသွားတာ မဟုတ်လို့ရှိရင်တော့မလွဲပါဘူး။ဒါကြောင့်ကျွန်တော်တို့ရှိနောက် comic စာမားတွေဒီအတင်းတွက်အများကြီးခင်းရင်လာနေတဲ့အခြေအနေမျိုးတွေပဲ။အဲ့တော့ညီကလို့ရောဘလူမီညာလေဟို LMT laptop ပါတော့အဲ့ဒီကိစ္စတွေကြောင့်ကျွန်တော်တင်းကိုညင်းသွားပြီ။တခြားကစားမားတွေကရောအတင်းကိုထပ်ပြီးတော့ညင်းလိုက်မယ်လို့ထင်ကြလာအဲ့ဒီအခြေအနေနဲ့သူနေကြပါအောင်အားလုံးကိုကျေးဇူးများကြပါတယ်။